လွတ်လပ်ရေးအတွက်ဂျပန်ခင်မှာဗမာတက်မတော်ဖွဲ့စည်းခဲ့တာကိုအကြောင်းပြပြီးတက်မတော်ဟာစစ်ဝစ်ဆောင်ဝတ်ထားတဲ့နိုင်ငံရေးလှုပ်ရှားမှုဖြစ်တယ်လို့သုံးသပ်တာမျိုးကိုမယ်ရီကလဟန်ကလက်မခံပါဘူးဗမာစစ်အစိုးရဟာစစ်တိုက်ဖို့သာနားလေတဲ့စစ်သားအစိုးရဖြစ်လို့ရွေးကောက်ပွဲတစ်ပွဲတောင်နိုင်အောင်လုပ်နိုင်တဲ့နိုင်ငံရေးစွမ်းရည်ရှိတာမဟုတ်ဘူးလို့ဆိုပါတယ်နိုင်ငံရေးအစိုးရမဟုတ်လို့သာ1990ရွေးကောက်ပွဲချုံနိုင်ပြီးပြည်ရင်းပြည်ပကဝိုင်းဝန်းစန့်ကျင်နေတဲ့ကြားကတက်ဆိုးရှင်နေတာလို့သုံးသပ်ထားတာကို ငါနဲ့မတူငါရန်သူအပိုင်းနှစ်မှာတင်ပြပါမယ်ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်ကတော့လွတ်လပ်သောအာရှအသံ RFV မှာစီစဉ်ထုတ်လွှင့်ခဲ့သည့် တမိုက်ပညာရှင်ဒေါက်တာအောင်ခင်ဤလေလိုင်းတဲကစာအုပ်စဉ်အတန်းလွင့်စောင်းပါကိုတပတ်ကို၃ပိုင်းတင်ဆက်ပေးသွားပါမယ်။ငါနဲ့မတူငါရန်သူအပိုင်းနှစ်ဥရောပတမိုင်းကိုကြည့်ရင်စစ်ဖြစ်တဲ့အတွက်ပျက်စီးပြိုကွဲသွားတဲ့နိုင်ငံတွေကိုတွေ့နိုင်တယ်လို့နိုင်ငံတွေတိစောက်နိုင်တာကိုလည်းတွေ့နိုင်ပါတယ်။စစ်ဖြစ်တဲ့သဘာဝကိုလိုက်ပြီးအစိုးရစနစ်အမျိုးမျိုးထွက်ပေါ်လာပါတယ်။စစ်ဖြစ်တဲ့အတွက်အင်အားသုံးအကြမ်းဖက်တဲ့အာဏာရှင် အစိုးရမြန်မာပြည်မှာထွက်ပေါ်လာပြီးမြဲ့ အင်္ဂလိပ်နဲ့ပြင်သစ်သမိုင်းမှာတော့စစ်ဖြစ်တဲ့အတွက်ပြည်သူကိုယ်စားလှယ်စနစ်သုံးမဟုတ်ဒီမိုကရေစီအစိုးရစနစ်ပေါ်ပေါက်လာရပါတယ်စစ်စင်ရေးအတွက်လိုအပ်တဲ့အင်အားကိုရရှိဖို့အတွက်အိုဒေါ်ဘာဘရင်ဟာတိုင်းသူပြည်သားကိုအားကိုးရပါတယ်ဥပမာလိုအပ်တဲ့ဗန္ဒငွေကိုရရှိဖို့အတွက်ရှင်ဘရင်ကအခွန်စည်းကြရပါတယ်ဘရင်တောင်းဆိုချက်ကိုမလိုက်ရောနိုင်တဲ့အခါမှာပြည်သူလူထုပုံကန်ထကြွလို့ပြည်တွင်းစစ်ဖြစ်ပါတယ်ဒီလိုပြိပခဖြစ်လိုက်စစ်ဆက်ညှိနှိုင်းပြီးအပေးယူလုပ်လိုက်တဲ့ အင်္ဂလန်နဲ့ပြင်သစ်မှာပြည်သူကိုယ်စားလှယ်အစိုးရတဖြည်းဖြည်းပေါ်ထွန်းလာပါတယ်။ဥရောပသမိုင်းကိုကြည့်ရင်နိုင်ငံတော်အစိုးရကိုတီထောင်သူနဲ့တိုင်းသူပြည်သားအကြားစေစံညှိနှိုင်းပြီးအပေးအယူလုပ်နိုင်တာကြောင့်တဖြည်းဖြည်းနဲ့ပြည်သူကိုယ်စားလှယ်ကိုအာဏာလွှဲအပ်တဲ့ဒီမိုကရေစီစနစ်ပေါ်ထွန်းလာတာကိုတွေ့နိုင်ပါတယ်တဲ့။ဒါပေမဲ့အခြားနေရာဒေသမှာတော့ဥရောပသမိုင်းဖြစ်စဉ်မျိုးကိုမတွေ့နိုင်ပါဘူး။အာရှအာဖရိကဒေသကိုဥရောပသားတွေဝင်ရောက်တိုက်ခိုက်ပုံနဲ့ ။ဥရောပနိုင်ငံအခြေချင်းစစ်ခင်းပုံဟာလုံးဝကွဲပြားရှားနာတဲ့ဖြစ်ရည်ဒီပါ။ကိုလိုနီနယ်ချဲ့တဲ့ပထမအဆင့်မှာဥရောပကုမ္ပဏီနဲ့ခိမီလက်နက်ကိုင်နဲ့ကိုပိုင်းကပိုက်ဆောင်တပ်ဖွဲ့ရောက်လာပြီးသူတို့လုပ်ငန်းကိုအနောက်ရှက်ပေးသူမှန်သမျှကိုစတင်ရှေမုံတော့တာပါပဲ။စစ်နိုင်ရာဒေသကိုသွေးဆုပ်ချေလင်နိုင်ဖို့ကသာဥရောပကုမ္ပဏီကအဓိကထားပါတယ်။ဒါကြောင့်ကိုလိုနီအစိုးရရဲ့အဓိကရန်သူဟာဒေသခံပြည်သူလူထုဖြစ်လာပါတယ်။အင်အားသုံးအုပ်ချုပ်တဲ့ဥရောပကိုလိုနီအစိုးရဟာ ဥရောပတိုက်မှာလို့ဒေသခံပြည်သူလူထုရဲ့ပူးပေါင်းဆောင်ရွက်မှုသို့မဟုတ်ကုညီရိုင်းပင်းမှုကိုရရှိဖို့မလိုပါဘူး။ဒါပေမဲ့ကိုလိုနီစစ်အုပ်ချုပ်ရေးဟာနေရာတိုင်းမှာအစွမ်းထက်တာမဟုတ်တဲ့အတွက်ဒေသခံပြည်သူလူထုရဲ့စန့်ကျင်မှုကိုကြုံတွေ့ရပါတယ်။လေသမားတပုံအလုသမားတမကကျောင်းသားဆန္ဒပြပွဲအစာငတ်ခတိုက်ပွဲစတာတွေနဲ့ဒေသခံပြည်သူလူထုကလက်တုံ့ပြန်ပါတယ်။လူထုစန့်ကျင်မှုပပျောက်ဖို့အတွက်ကိုလိုနီအစိုးရကနီးနှမျိုးသုံးပါတယ်။ပထမနီးကဒေသခံတိုင်းရင်းသားကတဆင့် အုပ်ချုပ်တဲ့နည်းဖြစ်ပြီးဒုတိယနည်းကကိုလိုနီအုပ်ချုပ်ရေးရန်တော်ကိုတီထောင်ပြီးစစ်တပ်အားကုန်နဲ့တိုက်ရိုက်အုပ်ချုပ်တဲ့နည်းပါပဲလူများစုအန်ဒိုရီကိုကာကွယ်ဖို့အတွက်တိုင်းရင်းသားလူနည်းစုကိုစီယုံသိမ်းသွင်းပြီးကိုလိုနီစစ်တပ်ထဲတွင်းထားပါတယ်တကယ်တော့ကိုလိုနီအစိုးရဆိုတာတိုင်းသူပြည်သားအလို့ကိုလိုက်ရောခြင်းမရှိတဲ့အစိုးရပါပဲဒါကြောင့်ကိုလိုနီအစိုးရဟာတိုင်းသူပြည်သားရဲ့ရိုင်းပင်းမှုကိုရယူဖို့မကြိုးစားပဲအတင်းအဓမ္မအကြက်ကင်ဖိနှိပ်ပြီးမနာကန်သူကိုဒဏ်ခတ်အပြစ်ပေးတဲ့နည်းကိုသုံးပါတယ် ်ဒါကြောင့်အစိုးရစန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့အယက်သားចောင်းသားနဲ့တန်ဃာတော်တွေကိုရန်သူလို့သတ်မှတ်တာဖြစ်ပါတယ်။အစိုးရကပြည်သူလူထုကိုအမိန်ပေးဆက်ဆံတာဟာကိုလိုနီခေတ်ရဲ့ဆက်ဆံရေးစနစ်ဖြစ်ပါတယ်။စစ်ဖြစ်တဲ့အခါမှသာဒီဆက်ဆံရေးစနစ်ကိုခဏဘေးဖယ်ပြီးပြည်သူဆန္ဒကိုစဉ်းစားပါတယ်။ဥပမာပထမကမ္ဘာစစ်မှာအိန္ဒိယစစ်သားတွေပါပါဝင်တိုက်ခိုက်ဖို့အင်္ဂလိပ်ကိုလိုနီအစိုးရကစီးရုံးတဲ့အခါမှသာကိုပိုင်အုပ်ချုပ်ရေးပေးဖို့ကမ်းလှမ်းလာတာတွေ့ရပါတယ်တဲ့။ ကိုလိုနီတွေလွတ်လပ်သွားတော့လဲလွတ်လပ်တဲ့အမျိုးသားအစိုးရဟာကိုလိုနီအစိုးရရဲ့အုပ်ချုပ်ရေးရန်ဒရာကိုပဲဆက်သုံးရပါတယ်ကိုလိုနီဘဝကနေလွတ်လပ်ရေးရတဲ့ဖြစ်စဉ်မှာပေါ်ပေါက်လာတဲ့ပြည်တွင်းစစ်ရဲ့သဘာဝကိုလိုက်ပြီးစစ်တပ်မှာဩဇာအာဏာအနေအများရှိလာတာလို့ကလဟန်ကသုံးသပ်ပါတယ်ကိုလိုနီအစိုးရရှံထားခဲ့တဲ့အဖွဲ့အစည်းနဲ့အင်အားကိုလိုက်ပြီးပြည်တွင်းစစ်ကိုကင်တွယ်ပုံကင်တွယ်နီးခွဲပြားသွားတယ်လို့လဲဆိုပါတယ်စစ်ပီးခင်မှာလက်နက်ကင်ပုံကန်ထကြွသူကိုအမျိုးသားအစိုးရတွေကလည်း ရှေမုံပြည့်ဖို့သာစ조사ကြတာများပါတယ်။ဒါပေမဲ့မလေးရှားနဲ့ဖိလစ်ပိုင်မှာတော့စစ်ရေးအရာဖြည့်ရှင်းတဲ့နည်းကိုဆွန့်လွတ်လိုက်ပြီးအတိုက်အခံကိုစည်းရုံးသိမ်းသိမ်းကပြည်သူထောက်ခံမှုရယူတဲ့မဟာဗျူဟာကိုကျင့်သုံးပါတယ်။စစ်ရေးအရာရောနိုင်ငံရေးအရာပါအဖြေချတဲ့အတွက်မလေးရှားနဲ့ဖိလစ်ပိုင်မှာစစ်တပ်မှရောအရသာဖွဲ့စည်းမှာပါလုပ်ပိုင်ခွင့်ရှိလာပါတယ်။မြန်မာနဲ့အင်ဒိုနီးရှားမှာတော့ဒီလိုစည်းရုံးသိမ်းသိမ်းတဲ့နည်းကိုစမ်းသပ်တာမျိုးရှိပေမဲ့ပြည်ထနာကိုလက်နက်ကန်အကြမ်းဖက်ပြီးဖြည့်ရှင်းတဲ့နည်းကိုသာတောက်လျှောက်ကျင့်သုံးလာတဲ့အတွက် ဗဟိုရှုပ်ကိုင်မှုကိုကြားကန်တဲ့စစ်ဘျူရိုကရေစီရန်ဒရာကသာအားကောင်းလာတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီလိုနိုင်ငံတွေမှာရှိနေတဲ့အရသာအုပ်ချုပ်ရေးနဲ့အားကောင်းတဲ့စစ်ဘျူရိုကရေစီအုပ်ချုပ်ရေးဆိုပြီးအစိုးရရန်ဒရာနှစ်ခုစင်ပြိုင်ပေါ်ထွက်လာပါတယ်။ပြည်တွင်းပြည်ပခါကိုရင်ဆိုင်နေရတော့နိုင်ငံเจ้าဝင်ရောက်စုပတ်တဲ့အန်ဒိုရန်နဲ့ကြုံတွေ့ရတဲ့အစိုးရဟာပြည်တွင်းရေးကိုစိစက်ဆွေးနွေးဖြည့်ရှင်းဖို့ဦးစားမပေးနိုင်တော့ပဲအမျိုးသားလုံခြုံရေးကိုသာဦးစားပေးရပါတော့တယ်။အင်ဒိုနီးရှားမှာတပုံထဖို့အမေရိကန်ကအားပေးတဲ့ကိစ္စနဲ့ မြန်မာပြည်ထဲကျူးကျော်ဝင်ရောက်တဲ့စကန်းရှာတဲ့ KMT တရုတ်ပြည်ကိုအမေရိကန်ကကူညီတဲ့ကိစ္စကြောင့်ဒီနိုင်ငံတွေမှာပြည်ရင်းပြည်ပခါကိုအနုနည်းနဲ့ဖြည့်ရှင်းဖို့ဦးစားမပေးနိုင်တော့ဘဲစစ်အင်အားကိုသာဦးစားပေးလာရကြောင်းမယ်ရီကလန်ဟန်ကသုံးသပ်ထားပါတယ်။ရှေ့အပတ်အပိုင်းသုံးမှာကိုလိုနီစစ်တပ်နဲ့မြန်မာဘရင်တပ်မတော်အကြောင်းတင်ပြပါမယ်။ဦးအောင်ခင်